ကျေးဇူးတင်ပါပြီသူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ ပရိယတိနယူပိတာတိပ္ပမြင့်စုစာတင်တာရဲ့ပဒနာနာယကဆရာတော်ဗဒနာတိခာညာနာစာရေးဆရာစိန်မိုးဤတတ်တော်89နှင့်ဝိဇာတမွေးနေ့မင်္ဂလာနေ့မဟာတတမဇောဒီကတဇဝရစိတ်တော်ရာဂုံပြုပူဇော်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပြည့်ရတိမြူပြေတာတိတ်ပါမြင့်စုစာတင်တားရဲ့ ပဒနာနာယကဆရာတော်ပဒနာဒိခညာနာစာရေးဆရာစိန်မူကြီးတက်တော်89နှင့်ဝိဇာဒမိုးနေမင်္ဂလာနှင့်မဟာတတမဇော်ဒီကတက်စာဘွယ်ရစိတ်တော်ရဂုံပြုပူဇော်ပွဲအခမ်းအနားကိုတော့ဒီကနေ့မတ်လ16ရက်နနက်7နာရီခွဲကရှမ်းကနိုင်းဒေသကြီးတင်ငင်းကျုံခရိုင်တောင်ကလာပါမြို့နယ်ရှိ15ရက်ကအမှန်9ဝိုင်းပြည်ရတိမြူပြေတာတိပ္ပာမြင့်စုစာတင်လိုက်ကြောင်းပါ ကျင်းပပြုလုပ်ခဲ့ပါတယ်ပထမအုပ်စွာအခမ်းအနားကိုကြောက်ရွံ့တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များနှင့်အပရိသတ်အပေါင်းတို့ကနမောတသသုံးခြင်းရွတ်ဆိုကာအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးအပရိသတ်အပေါင်းတို့ကဆရာတော်ဘုရားထံမှာ ငါးပါးတီလာခံယူစောင့်တည်ခဲ့ကြပါတယ်။အဲနောက်မှာတော့တန်ဃာတော်အရှင်သူမြတ်တို့ကအနည်းငယ်ပြိတ်တရားတော်များရွတ်ပွားချင်းမြင့်ပေးတော်မူခဲ့ပြီးဆရာတော်ဗဒ္ဒနာတိခာညာနာစာရေးဆရာစိန်မူအားလူဝဲဝိထုပစ္စည်းများနဝကမ္မအလူငွေများ ဆက်ကပ်လူရန်ခဲ့ပြီးဆရာတော်ဘုရားမှာအနုမောနာတရားဟောကြားကလူလာမှုအစီအစဉ်တို့အတွက် ရေဆက်သွင်းချအများပေးဝေဆရာတော် ရှိပါစေစိတ်စီ တ္တမဇောဒီကတဇဝရစိတ်တော်ရာဂုံပြုပူဇော်ဝဲခန္ဓာနဲ့ပတ်သက်ပြီးဆရာတော်ဖျားမှာအခုလိုမိန်တော်မူပါတယ်။ဒါမောင်းနဲ့ပြည်လုံးနဲ့ရေလူနေမြလို့သတ်မှတ်လို့ရပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်မိမိတို့နိုင်ငံမှာမိမိတို့ရှိကကိုးခွေတဲ့ဘုရားဗျာရှင်ဤသာသနာတော်ဤဘဝဒုတိယဒုတိယကြောင့် ဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တို့ရဲ့စေတနာတရားတရားကိုလည်းပဲလေးစားရမှာဖြစ်တယ်။အာဘုရားသာသနာတော်ကိုပြီးပွားထုတ်တဲ့အောင်ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်နေကြတဲ့ရဟန်းတော်တွေရဲ့ဆောင်ရွက်မှုကိုလည်းပဲအတိမာပြည့်ပါရောက်တဲ့အတွက်အာသာအဲ့လိုအားပေးတဲ့အာအားပေးတဲ့ပုဂ္ဂိုလ်တို့နဲ့တကားလုံးစုံသော ဒီလူမိသားအပေါင်းတို့ရဲ့စေတနာမေတ္တာကိုလည်းပဲလေးစားတာမို့ထားရပါတယ်မိမိတို့နိုင်ငံမိမိတို့လူမျိုးမိမိတို့စိတ်ကကိုယ်ဝတဲ့သာဒနာတော်ကြီးတို့တရားတို့တဲ့ကြောင့်ကြီးပွားရကြီးပွားကြောင်းကိုစွာအားရှိတဲ့နာဆောင်ရွက်နေတာကိုတာမို့ထားတဲ့အနေအားဖြင့်လေးစားတဲ့အနေအားဖြင့်အတိအမှပြုရရောက်တဲ့အတွက် အတိအမှပြုတဲ့နိုင်ငံတော်နဲ့တော့ဘီလူပြည်သားအပေါင်းတို့ရဲ့စေတနာတရားတရားကိုလည်းပဲနေစားပါတယ်။ဒါတော့မို့မိမိတို့အဗုဒ္ဓဘာသာသာသနာတော်များကြီးအထွတ်ကြီးစွာတည်တံ့တိုးတက်ပြန်ပွားရေးအတွက်မိမိတို့အပေါင်းတို့ရဲ့စေတနာတရားတရားဆွမ်းအားရှိသည့်အလျောက်ဘုန်းကြီးတို့နဲ့တော့အလုံးတော်ကိုယ့်ရဲ့ဒကာဒကာမအပေါင်းတို့ကိုလည်းပဲသာသနာတော်များကြီးကိုတိုးတက်ရတိုးတက်ကြောင်း ဆောင်ရွက်ပေးဖို့အတရားဟောကြားပေးမှာဖြစ်ပါတယ်မိမိတို့ကိုယ်တိုင်လည်းပဲမိမိတို့ဒီဘုရားဗျာရှင်သာသနာတော်၌ထမ်းဆောင်နေတဲ့ညာဖြစ်နေထမ်းဆောင်နေတဲ့သာသနာဝန်တော်ဖြစ်ဒီလည်းရောက်ဘုရားဗျာရှင်သာသနာများဤဤပါတုတ်တည်းအတွက်မိမိတို့ဟာအခြားခြားသောပုဂ္ဂိုလ်တို့တွင်ပိုးပြီးတာမို့ပိုးပြီးတာဝန်ရှိတယ်လို့စီစဲမှာအာယုံပြုပြီးတော့ဘုရားဗျာရှင်သာသနာများဤ ဒွန်ချီတို့တာတီတပြန်ပွားရေးအတွက်မိ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 ရဲ့စွာအညာအရှိတဲ့လျောက်ထိတ်စိတ်အစိတ်ထက်သာစွာဖြင့်ကြိုးစားအားထုတ်မှုဖြစ်တဲ့ကြောင့်ကိုအလုံးအပေါင်းတို့သိကြရပြောကြလို့ခြင်းဖြစ်ပါတယ်